။အဘက်တည်းကျွန်တော်တမတော်သားတွေချက်ချင်းကြီးဖွဲ့ဝင်နေမြန်မာနိုင်ငံမိသားတပ်ဖွဲ့ဝင်နေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နေကုညီကယ်ဆယ်ပေးနေရတဲ့ကျုပ်ပုံတော်တွေကိုလည်းအားလုံးတွေ့နိုင်မှာဖြစ်ပါတယ်။အားလုံးကြည့်လိုက်ပါကြည့်လိုက်တဲ့အခါမှာယူနီဖောင်းတွေဝတ်ထားတယ်တပ်နိုင်တဲ့အကာအကွယ်တွေဝတ်ဆင်ထားပေးမယ်ကျွန်တော်ခုနပြောတဲ့ပြိုကျနေတဲ့ငါကြောတဲ့အင်္ဂလိပ်တွေပုတ်တွေတန်ချောင်းတွေဖယ်ထုတ်နေရမြင်ပါပါသူတို့လက်မှာဒါလက်အိမ်မှာဆွတ်ထားတာမတွေ့ရပါဘူးအကာအကွယ်အုပ်ထုတ် မပါပါဘူးဒါနဲ့ပတ်သက်ပြီးနိုင်ငံတကာလည်းတတ်နိုင်ရမြ၊ကူညီပေးပါ အကာအကွယ်အုပ်ထုပ်အကာအကွယ်မြန်မာအကာအကွယ်လက်အိတ်တွေလိုအပ်ပါတယ်လူနေတဲ့အလူတွေပေါ်မှာကန့်တတ်တာမဟုတ်ပါဘူးတကယ်လိုအပ်တဲ့ဟာကိုကျွန်တော်ပြောဆိုခြင်းဖြစ်ပါတယ်ဒါပြင်မြန်မာနိုင်ငံမှာကြုံတွေ့ကြရတဲ့ထိခိုက်ပျက်စီးမှုတွေမှာအဆောက်အုံတွေလမ်းတွေတံတားတွေပျက်စီးရလဲကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာပြန်လည်ထူထောင်ရေးပစ္စည်းတွေအများအပြားကိုကျွန်တော်တို့လိုအပ်မှာဖြစ်ပါတယ် ဆောက်လို့ရတဲ့ဖိလက်ကြီးတွေတန်ချောင်းတွေကတ္တရာတွေဒါတွေအတွက်လဲလူထမ်းနိုင်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ငလင်ကယ်ဆယ်ရေးအတွက်လက်အိတ်ကဆာနိုင်ငံတကာကိုအကူအညီတောင်းလိုက်တဲ့စစ်ကောင်စီပြန်ကြားရေးဗိုလ်ချုပ်စောမင်းထွန်းရုတ်တန့်အပြင်နေပြည်တော်တွင်ငလင်ကြောက်စစ်တပ်အဆောက်အအုံများပြိုလဲပြီးစစ်သားတွေရဝင်းကျင်တည်ဆုံနိုင်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ် နေပြည်တော်တွင်ငလင်ကြောင့်စစ်တပ်အဆောက်အုံများပြိုလဲပြီးစစ်သားတရားဝင်းကျင်တည်ဆုံနိုင်ကြောင်းတပ်တရင်ရင်းမြစ်များကိုကိုကား၍ဗိုလ်ကြီးစင်ရော်ကရန်ကုန်ခေတ်တည်တရင်ဌာနထံသို့ပြောဆိုသည့်သကိုင်းငလင်ကြောင့်နေပြည်တော်ရှိစစ်တပ်အဆောက်အုံများပြိုကျခဲ့ကြောင်းတပ်နယ်တစ်ခုလုံးတွင်စစ်သားအ ਨੇ ဆုံးတရားဝင်းကျင်တည်ဆုံနိုင်ပြီးကတင်တထောင်ဆေးရုံတွင်လည်းကတင်မလောင်ငှမှုများသဖြင့် ထိခိုက်ဒဏ်ရာရသူတထောင်ဝန်းကျင်ပြောနိုင်ကြောင်းဗိုလ်ကြီးစင်ယောကရှင်းပြသည်ထို့ပြင်လက်ရှိအကြမ်းဖက်စစ်ခေါင်းဆောင်ကအပြည့်စည်းများကိုရှင်းလင်းရေးလုပ်ခိုင်းရာတွင်ရင်းဤခါပိုက်ဆောင်တပ်များကသာလုပ်ခိုင်းနေပြီးအခြားတပ်များကိုအဝင်မခံကြောင်းသိရှိရသည်ထို့သောစစ်ရုံးများပြိုကျရသည်မှာ GE တပ်ဟုခေါ်သည့်စစ်အင်ဂျင်နီယာတပ်များ၏ပစ္စည်းကုန်မှုနှင့်ငွေများခိုးယူမှုကြောင့်ဖြစ် အမြန်လက်တန်းလှုပ်ဆောင်ခဲ့မှုများကြောင့်ဖြစ်ကြောင်းထုတ်ပြန်နေပြီးတော့ရှိလှုပ်ဝက်ညင်မင်းလိုင်ကောင်းသည်လည်းလက်ရှိလှုပ်ခတ်သည့်ငလင်ကြောင့်ပြိုကျရန်ရာဂိုင်းလုံးများကြောင်းလင်းကရှင်းပြသည်လုံမြမနိုင်ငံမှာပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုနဲ့ပတ်သက်ပြီးပထမဦးစွာဒီနေ့ခုချိန်မှာနောက်ဆုံးရရှိတဲ့ဒေသုံတရားရပျောက်ဆုံးစည်ရင်များပြောပြပါမယ်ဒေသုံသူအနေနဲ့1900ကျော်ရှိပါတယ်တရားရရှိသူ3400ကျော်ရှိပါတယ် ပျောက်ဆုံးနေသူ300ကျော်ရှိပါတယ်။ဒဏ်ရာရှိသူများကိုကျွန်တော်တို့ကြိုးစားပြီးကုသပေးလည်းရှိပါတယ်။ပျောက်ဆုံးနေသူများကိုလည်းဆက်လက်ရှာဖွေလည်းရှိပါတယ်။ပထမဦးစွာဒီမြမကလင်ဘေးကိုကုညီကယ်ဆယ်ပေးကြတဲ့ကုညီကယ်ဆယ်ရုပ်ခွဲများဆယ်လုပေးကြတဲ့တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊ရုရှားနိုင်ငံ၊အာဆီယံဖွဲ့ဝင်နိုင်ငံများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်လို့ကျွန်တော်ပြောစီပါတယ် နောက်ချက်ကတော့ကျွန်တော်တို့ကျမရေးဆိုင်ရာသတိပေးချက်များဖြစ်ပါတယ်။ကျမရေးဆိုင်ရာသတိပေးချက်များနဲ့ဖတ်သက်ပြီးတော့နံပါတ်၁အချက်အနေနဲ့နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ကျမရေးဆိုင်ရာကိစ္စရာများဖြစ်ပါတယ်။ကုညီကယ်ဆယ်ရေးအခွင့်အများအနေနဲ့ကျွန်တော်တို့စုံစမ်းစာသာဆောင်ရွက်နေရတာတွေ့ရပါတယ်။တက်ဘော်ဒီများကိုလည်းသူတို့ကင်တွယ်ရတယ်ရှိတယ်။ဖွားရတယ်ရှိတယ်။ အသက်ရှင်ကြိုင်းသူများကိုလည်းစူးစမ်းပန်းစားကူညီဆောင်ရွက်ပေးနေရရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းကျွန်တော်တို့တက်ရှင်းမှုအဓိကလုပ်ဖို့အရေးကြီးပါတယ်။ဒီနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဦးထနိုင်ငံတော်ဝန်ကြီးချုပ်ရဲ့မန္တလေးဒေသခရီးစဉ်ဒီနေ့ပြီးတော့အတွင်းခရီးစဉ်တွေမှာကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့ကျွန်တော်တို့တွေ့ခဲ့ကြပါတယ်။ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များရဲ့အခက်အခဲများကိုလည်းမေးမြန်းခဲ့ပါတယ်။ ူညီကယ်ဆယ်ရေးအဖွဲ့ဝင်များကပြည်ပနိုင်ငံများလာတဲ့ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေပြည်တွင်းမှာရှိတဲ့ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တွေကိုယ်တိုင်လည်းတွေ့ဆုံပြီးပြောတဲ့အခါမှာဒီ debt body များနဲ့ပတ်သက်ပြီးကင်တွယ်တဲ့နေရာမှာလည်းပြီးတဲ့အခါမှာလည်းတန်ရှင်းလောက်ကင်နိုင်ကြဖို့ကျွန်တော်တို့တိုက်တွန်းပြောကြားလိုပါတယ်။ပြီးရင်ကျွန်တော်တို့အကာအကွယ်ပစ္စည်းများတုံ့ပြန်ပြောလိုပါတယ်။အဓိကတော့ကျွန်တော်တို့ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များဟာပြိုကျနေတဲ့အဆောက်အအုံတွေပြိုကျနေတဲ့အပြည့်အစုံတွေကိုအရင်ရှင်းလင်းဖော်ကြပြီး ခက်ခဲကြမ်းတမ်းစွာသူတို့အလုပ်လုပ်ရပါတယ်ဒါနဲ့ပတ်သက်ပြီးအကာအကွယ်လက်အိတ်များအုတ်ထုံများ အကာအကွယ်ညက်မှန်များတပ်ဆင်ဖို့လိုအပ်ပါတယ်ဒါပြင်ခုအချိန်မှာမြန်မာနိုင်ငံဒီနေရာဒီကိုကြောက်အောင်နေဖြစ်တဲ့အတွက်နေအပူရှင်ပြင်ထန်ပါတယ်ဒါနဲ့ပတ်သက်ပြီးလည်းဂရုစိုက်ဖို့ရေနဲ့ပတ်သက်ပြီးလည်းအတက်နိုင်ဆုံးကြိုချက်ပေါက်သုံးဖို့လိုအပ်ပါတယ်အဓိကတော့ဒါအခြေခံလိုအပ်ချက်တွေဖြစ်ပါတယ်နောက်တစ်ခုကတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေချိန်မှာမိဘပြည်သူများရဲ့ပူပန်မှုတွေကျွန်တော်တို့နားလည်ပါတယ်စာနာပါတယ် ီမိဘပြည်သူများရဲ့ပူပင်မှုတွေကြောင့်သူတို့ရဲ့စိတ်မျိုးသားချင်းတွေနှိစတဲ့သူတွေဘိတ်စိတ်တငယ်ချင်းတွေပတ်သက်ပြီးပူပင်တဲ့အတွက်ကြောင့်မလို့ဒီပြိုကျနေတဲ့အဆောက်အုံတွေပြိုကျနေတဲ့နေရာတွေမှာလာရောက်စုဝေးကြည့်ရှုနေရတယ်ရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးလည်းရှောင်ရှားစေလိုပါတယ်။ကျွန်တော်တို့ငလင်လောက်ခတ်တဲ့နေရာမှာခုချိန်အထိနောက်ဆက်တွဲငလင်ငယ်များလောက်ခတ်နေစေဖြစ်ပါတယ်။အနေရရှိပါတယ်။ဒါအပြင်ကျွန်တော်ကုညီကယ်ဆယ်ရေးအဖွဲ့ဒီအတွက်လည်းကျွန်တော်ရဲ့ စိုးရိမ်ပူပန်မှုများသည်အထောက်ကူမပြုဘဲနဲ့အနောက်ရှက်ဖြစ်နိုင်စရာတွေရှိပါတယ်ဒါတွေကိုလည်းမိမိနေရာမှာမိမိနေထိုင်ခြင်းဖြင့်မိမိမိသားစုမိမိစောင့်ရှောက်ခြင်းဖြင့်မိမိလုံနိုင်တဲ့အလုပ်တွေကိုလုပ်နိုင်ခြင်းအားဖြင့်ကူညီပေးကြပါလို့မြစ်တာရက်ခံလိုပါတယ်နောက်တစ်ခုတော့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေပြည်တွင်းမှာရှိတဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့အင်လိုက်အားလိုက်ကူညီဆောင်ရွက် ပေးနေတာကိုလည်းထူကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်ပြည်တွင်းမှာရှိတဲ့ဖွဲ့အစည်းတွေအနေနဲ့လူငွေတွေပေးရတာတွေ လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေပြရတာတွေကိုအင်တိုက်အားတိုက်ဆောင်ရွက်နေရတော့တွေ့ရပါတယ်။ဒီနေရာမှာကျွန်တော်တို့လိုအပ်ချက်များနဲ့ပတ်သက်ပြီးပြောဆိုပေးပါဆိုပြီးတောင်းနေတာလည်းရှိပါတယ်။အထူးကလိုအပ်နေတဲ့အချက်တွေကတော့နံပါတ်1ကျွန်တော်တို့တမတော်သားတွေချက်ချင်းဒီအဖွဲ့ဝင်တွေမြန်မာနိုင်ငံဒီသားတပ်ဖွဲ့ဝင်တွေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကူညီကယ်ဆယ်ပေးနေရတဲ့ရုပ်ပုံတွေကိုလည်းအားလုံးတွေ့နိုင်မှာဖြစ်ပါတယ်။အားလုံးကြည့်လိုက်ပါကြည့်လိုက်တဲ့အခါမှာ ယူနီဖောင်းတွေဝတ်ထားတယ်တက်လိုက်တဲ့အကာအကွယ်တွေဝတ်ဆင်ထားပေးမယ်ကျွန်တော်ခုနပြောတဲ့ပူကြနေတဲ့ငါကြောတဲ့အင်္ဂလိပ်တွေအုတ်တွေပန်ချောင်းတွေဖယ်ထုတ်နေရမြင်ပါပါတို့လက်မှာဒါလက်အိမ်မှာဆွတ်ထားတာမတွေ့ရပါဘူးအကာအကွယ်အုတ်ထုတ်မပါပါဘူးဒါနဲ့ပတ်သက်ပြီးနိုင်ငံတကာလည်းတက်နိုင်ခြင်းမြကူညီပေးပါ အကာအကွယ်အုတ်ထုတ်အကာအကွယ်မျက်မှန်အကာအကွယ်လက်အိမ်တွေလိုအပ်ပါတယ်လူနေတဲ့အလူတွေပေါ်မှာ ကန့်သက်တာမဟုတ်ပါဘူးတကယ်လိုအပ်တဲ့ဟာကိုကျွန်တော်ပြောဆိုခြင်းဖြစ်ပါတယ်ဒါပြင်မြန်မာနိုင်ငံမှာကြုံတွေ့ကြရတဲ့ထိခိုက်ပျက်စီးမှုတွေမှာအဆောက်အုံတွေလမ်းတွေတံတားတွေပျက်စီးတာလည်းကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာပြန်လည်ထူထောင်ရေးပစ္စည်းတွေအများအပြားကိုကျွန်တော်လိုအပ်မှာဖြစ်ပါတယ်ဆောက်လုပ်ရေးတပိလက်မြေတွေတန်ချောင်းတွေကတ္တရာတွေဓာရီအတွက်လည်းလူတန်းနိုင်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ဒါတို့ကမီဒီယာများအနေနဲ့ဒီပြင်းမီဒီယာများအနေနဲ့လည်းခုအချိန်မှာ စီလုံးညီညွတ်စွာနဲ့မြန်မာနိုင်ငံကလင်ပြည်အတွက်ကူညီကယ်ဆယ်ပေးဖို့ပြီးရင်ခံစားနေရတဲ့ဟာတွေကိုထုတ်လွှင့်ပေးဖို့ဘာမင်းကူညီပေးနေကြတာတွေကိုအားလုံးကျေးဇူးတင်ကြောင်းပြောလိုပါတယ်ဒီလိုနိုင်ငံသားမီဒီယာများအနေနဲ့လည်းဘာမင်းကူညီဆောင်ရွက်ပေးနေရတော့တွေ့လိုပါတယ်သို့တော်လည်းပြည်ပြည်မီဒီယာအချို့အနေနဲ့ကတော့ရှိမှာပေါ့ကားပြရတဲ့ရေးတာတွေကားပြရပြပြောတာတွေရှိမှာပေါ့ဒါနဲ့ပတ်သက်ပြီးလည်းကျွန်တော်အနေနဲ့မီဒီယာများကိုလည်းကျေးဇူးတင်ကြောင်းပြောဆိုလိုပါတယ်ဘလို့ဖြစ်ဖြစ်တဘောဖေးအနေရယ်ဆိုတာ လူတွေနဲ့ချင်းဆူထားတဲ့အရာတခုမဟုတ်ပါဘူး။တဘာဘေးအန္တရာယ်ဆိုတာဘယ်သူမှလည်းထိန်းချုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။တဘာဘေးအန္တရာယ်ဆိုတာဘယ်တကူရှင်မှလည်းတားဆီးနိုင်တဲ့အကြောင်းအရာတခုမဟုတ်ပါဘူး။ဟုတ်ပြီကျွန်တော်တို့ရင်ဆိုင်ရပြီတွေ့ရပြီ။ကျွန်တော်တို့ခက်ခဲကြမ်းတမ်းစွာဖြတ်ကျော်နေရပြီ။စီလုံးဘုံပဲအရေးကြီးပါလေ။စီလုံးဘုံပဲအရေးကြီးပါလေ။ကြံ့ကြံ့ခိုင်ဖို့ပဲအရေးကြီးပါလေ။ကြံ့ကြံ့ခိုင်ဖို့ပဲအရေးကြီးပါလေ။အားလုံးဒီခက်ခဲကြီးကိုစီစီလုံးလုံးညီညီညွတ်ညွတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ဖြတ်တန်းကြဖို့ တ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်